တခွားသေးကိုကျိတ်ဆက်တဲ့ထည့်ပြီးကျိတ်ပေးလိုက်ုံနဲ့အရသာရှိတဲ့လမ်းမေးအစားအစာတစ်မျိုးဖြစ်သွားနိုင်ပါတယ်။အထူးသဖြင့်နွေရာသီမှာအလဲတကူအားချောက်တတ်တဲ့ဆိုပြေကြပေါက်လိုက်ကြည့်ထားနော်။တခွားသေးနှလုံးကိုအစိတ်လေးလေးလှီးပြီးရနောက်ကျိတ်ဆက်တဲ့ထည့်ပြီးတော့ရေပါထည့်ပေးလိုက်ပါမယ်။10မိနစ်လောက်ကျိတ်ပေးလိုက်ပြီးတော့တခွားသေးရေတွေကိုစကားနဲ့စစ်ပြီးတော့အဖက်တွေကိုမလင့်ဖြစ်ဖဲခြံထားလိုက်ပါမယ်။သူ့ကိုခြံထားရင်အသုံးဝင်တဲ့နေရာတွေရှိပါတယ်။အိုးတဲ့တခွားသေးရေ600မီလီနဲ့တကြားခဲလက်တစ်စုပ်ထည့်ပြီးတော့မီးအေးနဲ့စူအောင်ကျဲလိုက်ပါမယ်။ ဲ့နောက်ဂျယ်လီမုန့်90ဂရမ်ထည့်ပြီးတော့ပျော်သွားအောင်မွေးပေးလိုက်ပါမယ်။နောက်ဆုံးအနေနဲ့ပန်းတိတော်ဒီအစိတ်လေးတွေထည့်ပြီးတော့နှံ့နေအောင်မွေးပြီးရင်ခွက်တစ်ခုယူပြီးတော့လောင်းထည့်လိုက်ပါမယ်။အေးခံထားလိုက်ပြီးအေးခဲသွားပြီဆိုဒါနဲ့အတုံးလေးတွေတုံးပေးလိုက်ပါမယ်။ဒါဆိုရင်တော့တခွာဒီပန်းတိတော်ဂျယ်လီလေးရပါပြီ။စားလိုက်ရင်တုံတုံအီလေးနဲ့ရေတက်ဖြစ်ပြီးနိုင်လို့ကျမတို့ခန္ဓာကိုယ်အတွက်လည်းကောင်းကျိုးတွေအများကြီးရှိပါတယ်။ ကလေးတွေခန္ဓာကိုယ်ကြီးထွားတဲ့အချိန်မှာအမေသားများများကြွေးလို့ရပါတယ်ဒီလိုမျိုးဖယုံတခွအမေသားကြော်လေးချက်ကျွေးမယ်ဆိုရင်တော့အသားရောအသေးရောပါတအိုးတဲ့ချက်လို့ရလို့ရိုးရှင်းလေကိုပြီးအာဟာရနဲ့ပြည့်စုံပါတယ်စီပူရင်ကြက်ဥရည်တွေလောင်းထည့်ပြီးကြက်အောင်မွေကြော်ပြီးရင်ခတ်ထားလိုက်ပါမယ်အမေသားနှလုံးစင်ကိုကျိုးနှက်ထားပြီးရင်အိုးတဲ့ထည့်ကျော်လိုက်ပါမယ်အကြာကြီးကြော်ကြရမလို့ပဲဒီလိုမျိုးအနည်းငယ်ရောင်ပြောင်းလာပြီးဆိုဆဲထုတ်လိုက်ပါမယ်ကျက်တော်နီကိုမွှင်းနေအောင်စီတတ်ပြီးရင်ဖယုံတခွကိုထည့်ပြီးတော့ပြော့သွားအောင်မွေကြော်ပြီးတဲ့နောက် အရသာအတွက်စားနဲ့ပင်းကပြားရဲ့အကျဲအနေငယ်စီထည့်ပြီးတော့တစ်ချက်နှစ်ချက်မှွေကျော်ပေးလိုက်ပါမယ်။အဲနောက်ကျော်ထားတဲ့ကျဲဦးနဲ့အမဲသားထည့်ပြီးပါဝင်ပစ္စည်းတွေချက်သွားအောင်ရေအနေငယ်လေးစမ်းပေးလိုက်ပါမယ်။နောက်ဆုံးအနေနဲ့ထမင်းတွေထည့်ပြီးတော့အပြန်ပြန်အလန်လန်မှွေကျော်ပေးလိုက်ရင်တော့ဖယုံတစ်ခွအမဲသားထမင်းကိုရပါပြီ။နူးညံ့အီဆန်မှွေပြက်နေလို့ကလေးတွေအရင်ကြိုက်ကြပါရစေ။ပန်းသီးနဲ့ဘလူးဘယ်ရီသေးရှိအောင်နဲ့ကလေးတွေကိုအရသာရှိတဲ့ဘလူးဘယ်ရီပန်းသီးရိုပြားလေးလှုပ်ကျွေးလို့ရပါရစေ။ ကိုယ်ရည်လောက်တာဖြစ်တဲ့အတွက်ဘာသာရုပ်ပစ္စည်းမှမပါလို့ကလေးတွေကိုချော်ဖို့လျှော့ဝက်ပစ္စည်းပဲဖြစ်ပါတယ်။ပန်းသီးနှလုံးနဲ့ blueberry 65g ကိုပြင်ဆင်ပြီးပန်းသီးကိုအခွန်ခွာအတုံးလေးတွေတုံးပြီးနောက်အိုးထဲထည့်ပေါင်းလိုက်ပါမယ်။ဒီပန်းသီးအရေတွေကအရန်တောက်လို့ကောင်းပါတယ်။ပေါင်းထားတဲ့ပန်းသီးနဲ့ blueberry တွေကိုကျိတ်ဆက်တဲ့ထည့်ပြီးတော့ကြည်သွားအောင်ကျိတ်ပေးပြီးရင်လင်မန်းနဲ့ထည့်ပြီးတော့သမားမြတ်အောင်ဖြန်ပေးလိုက်ပါမယ်။အဲ့နောက်အာဗန်နဲ့အပေါ်မီးအောင်မီ90ဒီဂရီနဲ့2နာရီလောက်ကင်ပြီးအလွယ်တကူခွာထုတ်လို့ရသွားပါပြီ လုံနီးကတကယ်ကိုမှအယမ်းလဲကိုပြီးချိုချိုချင်းချင်းလေးနဲ့အယမ်းကရင်ပွင့်စီလို့ကလေးတွေကိုအမျက်လှုပ်ကြည့်လိုက်တော့နော်အယမ်းပူလိုက်တဲ့နေရာဒီမှာမိသားစုဝင်တွေကိုဒီလိုဝက်နံရိုးကြောက်ဖြုံသည်ဟင်းရင်လေးချက်တိုက်ကြည့်နော်နေရာဒီမှာအာဟာရပြည့်စွက်မထားဘူးဆိုစောင်းဝင်တာနဲ့ဒုက္ခခံရနိုင်တယ်ဆိုတဲ့ဆိုရိုးလေးရှိလို့ကျမဒီနေ့တော့လူချင်းမင်းတို့ကိုခြံနီးဝေမျှပေးသွားပါမယ်အရင်ဆုံးကြောက်ဖြုံသည်ကိုပြင်ဆင်ပြီးရင် အခုမခွာပဲအတုံးလေးတွေတန်းတုံးပြီးတော့အသင့်သုံးဖို့ဖိထားလိုက်ပါမယ် ဝက်နဲ့ရိုးတွေကိုတော့ကိုနဲ့တက်တယ်လို့အတုံးလေးတွေတုံးပြီးရင်စားနဲ့ဂျုံမုံထည့်ပြီးတော့စုပ်နေလိုက်ပါမယ်။ဂျုံမုံရဲ့ဆုပ်ယူနိုင်အားကပြင်းတာမို့သူကဝက်နဲ့ရိုးတွေကအညစ်အကြေးနဲ့နှိမ့်နှံ့ကိုပြောင်းစင်အောင်ဖယ်ရှားပေးနိုင်ပါတယ်။အိမ်နောက်လက်နဲ့အပြန်ပြန်အလှန်လှန်ပုတ်သက်ပေးပြီးရေနဲ့အထက်ထက်ဆေးလိုက်ပါမယ်။ဆေးယူပြီးရင်ရေးစစ်ပြီးတော့ကျွေးအိုးထဲထည့်လိုက်ပါမယ်။သူတဲ့ဂျင်းပြားဖူလင်မိုးစင်ကြစိရိုးရိုးကြစိကရက်ဥနဲ့အိုးအပြည့်ရင်ွေးထည့်ပြီးတော့မိနစ်၄၀လောက်မီးအေးနဲ့အဖုံးအုပ်တဲထားပေးလိုက်ပါမယ်။ အဲ့နောက်ကြောက်ပြုံဒီစိတ်တွေထည့်ပြီး10မိနစ်လောက်စက်တည်ထားပေးလိုက်ပါမယ်။တရားသာတို့စားအနှဲငယ်ဖြူပြီးကိုချီနဲ့ကျက်သွင်းနှုတ်ဆင်ဖြူပေးလိုက်မယ်ဆိုရင်တော့ရပါပြီ။ဒီလိုချက်ထားတဲ့ရတနာလေးပါဝက်နံရိုးကြောက်ပြုံဒီဟင်းရီကအရသာရှိပြီးအာဟာရနဲ့ပြည့်စုံလို့လူကြီးရောကလေးပါကြိုက်ကြပါရစေ။စိုင်းနေတဲ့တဲ့ဆိုလူချင်းမင်းတို့လည်းလိုက်ချက်ကြည့်လိုက်တော့နော်။ကျောက်ကိုပဲပြားလေးလောင်းထည့်ပြီးတော့လက်နဲ့ကြည်နိုင်သမျှကြည်အောင်ခြေပေးလိုက်ပါမယ်။ကြည်ဟင်းကိုလူတော်များများကမတွေ့ဘူးလေပြင်စားလဲမစားဘူးလို့ကြပါဘူး။ဒါဆိုဘယ်လိုလုပ်ရမလဲဆိုတာအတူတူကြည့်လိုက်ကြရအောင်။ ။အိုးရဲစီပူလာရင်ကြေအောင်ခြေထားတဲ့ပဲပြားတွေထည့်ပြီးတော့မီးအေးနဲ့ဖြည်းဖြည်းချင်းကြော်လိုက်ပါမယ်။တစ်ဖက်ကအသားကျကျသွားပြီဆိုနောက်တစ်ဖက်လှမ်းပြီးထပ်ကြော်ပေးလိုက်ပါမယ်။ပကလုံးလိုချဲပဲငပြားရဲ့အကျဲစွန်းတစ်ဝက်၊ခရုစီအနေငယ်၊အယောင်လအောင်ပဲငပြားရဲ့အနောက်၊စားနဲ့အချိုမုတ်အနေငယ်၊ဖွားကြောင်မုတ်၊ကော်မုတ်စွန်းတွေတစုံ၊ရေပကလုံးတစ်ဝက်ချဲနှက်အောင်မွေပြီးတော့အသင့်သုံးဖို့ဖဲထားလိုက်ပါမယ်။ ပေပြားကြော်ထားတာမျက်နှာပြင်နှစ်ဖက်လုံးရှေးဝါးရောင်တန်းလာပြီးဆိုဆယ်ပြီးတော့အတင့်သုံးဖို့ဖယ်ထားလိုက်ပါမယ်။အိုးစည်းစရာမလိုပဲဝတ်သားနှုတ်နှုတ်ဆင်းထည့်ပြီးတော့ကြက်အောင်ကြော်ပြီးပြီးဆိုကြက်သွုံမြိတ်ကျင်းကြက်သွုံမြူထည့်ပြီးတော့မွေးနေအောင်ကြော်ပေးလိုက်ပါမယ်။အဲနောက်ပေပြားကြော်ထားတာကိုထည့်ပြီး sauce ကိုလောင်းထည့်လိုက်ပါမယ်။အရလာဝင်အောင်2မိနစ်လောက်တည်ထားလိုက်ပြီးနောက်ဆုံးအနေနဲ့မြေပြင်းပြင်းနဲ့အနစ်ကြအောင်တည်ပေးလိုက်ပြီးတော့ကြက်သွုံမြူနှုတ်နှုတ်ဆင်းဖြူးပေးပြီးရင်တော့အိုးချလို့ရပါပြီ။ဒီလိုချက်ထားတဲ့ပေပြားကြက်ဟူဟင်းကမွေးပြန့်ဤဆက်ပြီးအရန်စားလို့ကောင်းပါတယ်။ အိမ်မှာ air fryer ရှိတယ်ဆိုဒီလိုအာလူးနဲ့ hot dog ခင်လေးလှုပ်ရှားကြည့်နော်အပေါ်ရန်သားကျွတ်ကျွတ်လေးနဲ့အတွင်းသားနူးညံ့ပြီးအရန်စားလို့ကောင်းပါရဲ့အာလူးကိုအစိပ်လေးတွေစိပ်ပြီးရင်ပဲငက်ပြားကြီးအကျယ်စီအခင်မုံထဲနှက်အောင်နေပြီးတော့ air fryer ရဲ့အပူချိန်180ဒီဂရီနဲ့မိနစ်20အရင်ကင်ထားလိုက်ပါမယ် hot dog ရဲ့စီနဲ့အခင်မုံထဲနှက်အောင်နေပြီးတော့အာလူးကင်ထားတဲ့အိုးရဲထည့်လိုက်ပါမယ်။အဲဒီနောက်အပူချိန်180ဒီဂရီနဲ့10မိနစ်ထပ်ခင်ပေးလိုက်မယ်ဆိုမွေးပြန့်ကျွရနေတဲ့အာလူးနဲ့ hot dog ခင်လေးရပါပြီ။ဒီကိစ္စကမှအရန်စားလို့ကောင်းပါတယ်။